အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေအော်တိုဘာလ22ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာအကြံဖက်စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲနှင့်ရလတ်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း138နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များညီလာခံတွင် CRPH ကတောင်းဆိုရဲဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာအကြံဖက်စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲနှင့်ရလတ်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များညှိလာကန်တွင်ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ19ရက်နေ့မှအော်တိုဘာလ23ရက်နေ့အထိ9ရက်ကြာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့တွင်ကျင်းပလျက်ရှိသည့်151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညှိလာကန်နှင့်ဆက်ဆက်အစည်းအဝေးများသို့ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH မှဒေါက်တာဝင်းမြတ်အင်းနှင့်ဒေါ်စင်မအောင်တို့ဦးဆောင်သောမြန်မာလွှတ်တော်ကုစားလေအဖွဲ့ပါဝင်တက်ရောက်စဉ်ထို့သို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကင်းတွင်အွန်လိုင်းလေလံမှုတွေကနေအကျိုးမြတ်ရနေပါတယ်။စစ်အာဏာရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှာအွန်လိုင်းလေလံမှုတွေနဲ့ကြားဖြန့်စင်တာတွေကိုတရားဝင်ရည်တည်နိုင်အောင်ကူညီလှုံ့ဆော်တာနဲ့အတူတူပဲဆိုတော့ကိုနိုင်ငံတကာကိုသိစေချင်ပါတယ်ဟုဒေါက်တာဝင်းမြတ်အီကပြောဆိုပါတယ်။မြန်မာအကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုံ့ဆော်နေသည့်လေကြောင်းတိုက်ခိုက်မှုများ လူခွင့်ရေးချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုများရှင်းလုပ်ရများကြောင့်နေရက်စွန့်ခွာနေပြီးဒုက္ခများနှင့်ရင်ဆိုင်နေရသည့်ပြည်တွင်းရှိစစ်ဘေးရှောင်သူများနှင့်အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူများ၏အခြေအနေများနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို CRPH ကရှင်းပြခဲ့ပြီးအကြံဖတ်စီအုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိသောအတူရောင်ရွှေကောက်ပွဲနှင့်ရလတ်အပေါ်ကန့်ကွက်ပေးရေးနှင့်အတိအမှတ်မပြုရင်မတရားဖန်ဆီးထိမ့်သိမ်းခံနေရသည့်နိုင်ငံတော်အကြီးအကဲများရွှေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး 2020ပြည်နှင့်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်များနှင့်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီကိုကမ္ဘာလွတ်တော်အတိုင်ဝန်ကဆက်လက်အသိမှတ်ပြုရေးလက်ရှိပြည်ပခအဖြစ်ရှင်ရင်ရေရှည်တည်တံ့သောအဖြစ်ရှာခြင်းတွင်တော်လရေးအင်အားစုများ၏ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းကြောင်းသိရပါသည် CRPH မှာမြန်မာလွှတ်တော်ကုဆလေအဖွဲ့ကအော်တိုဘာလ19ရက်နေ့အာရှဖက်စီဘိတ်အုပ်စုအာရှဖက်စီဘိတ်ဂရုနဲ့ အမျိုးသမီးလွတ်တော်ကိုစလေဖိုရန်တို့တက်ရောက်ခဲ့ပြီးအော်တိုဘာလ20ရက်နေ့တွင်အမှုဆောင်ကောင်စီအစီအဝေးညီလာခံအစီအဝေးနှင့်ညီလာခံ၏ General Debate အစီအစဉ်တို့သို့တက်ရောက်ခဲ့ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့မှလွတ်တော်ကိုစလေအဖွဲ့များနှင့်လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။နိုင်ငံတကာပါလီမန်များအဖွဲ့တွင်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော် ကိုစားပြုကော်မတီ CRPH ကို IPU ၏အဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးပခုတ်ကူမျိုးနှင့်ဆလင်းမျိုးတို့တွင်စစ်တပ်နှင့်ပြူစော်တီများကလူငယ်ခွနက်ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမျိုးနှင့်အရှိ6ကံရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိတ်ဆွေများကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘာလ22ရက်နေ့နနက်9နာရီအချိန်ပခုတ်ကူတက်တရတက်မှထွက်လာသောစစ်ကား3စီးပါစစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်အရှိ6ခံရွာသို့ဝင်ရောက်စီးနှင်ပြီးလူငယ်3ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များမှာအသက်18နှစ်မှအသက်35နှစ်အတွင်းဖြစ်ပြီးစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ကြောင်းသိရပါသည်စစ်ခွေးတွေကအရှိ6ခံရွာကိုဝင်ရောက်စီးနှင်ပြီးလူငယ်3ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပါသည်မနေ့မနက်9နာရီအချိန်မှဝင်ဖမ်းတာဖမ်းသွားတာကလူငယ်တွေကြီးပါပဲ။ လက်ရှိမှာသူတို့ဘယ်မှာဖမ်းဆီးထားလဲဆိုတာတော့မသိရသေးဘူး။မနေ့ညနေပိုင်းအထိစစ်တပ်ကအရှိ၆ကံကြီးရွာမှာပဲရှိနေတာပါဟုဖမ်းဆီးခံလူငယ်တဦးဤမိတ်ဆွေကရှင်းပြပါရယ်။အလားတူမကွေးတိုင်းဆလင်းမြို့ပေါ်ရှိမြို့မစီအနီးတွင်စစ်တပ်နှင့်ပြူစောတိများကလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘလ19ရက်နေ့ဆလင်းမျိုးပေါ်ရှိဆလင်းမျိုးမစီပတ်ဝန်းကျင်တွင်စစ်တပ်နှင့်ဖြူစောတီများလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူများမှာဘေးတွဲဆိုင်ကယ်မောင်းသူနှစ်ဦးနဲ့ဇလင်းမျိုးပေါ်တွင်ဈေးလာဝဲသည့်ခြေရွာများမှာလူငယ်နှစ်ဦးဖြစ်ကြောင်းသိရှိရပါသည်ဖြစ်စဉ်ကဇလင်းမျိုးမှဈေးပတ်ဝန်းကျင်မှာပေါ်တာအစွဲခံရတာပါဘေးရဲဆိုင်ကယ်မောင်းတဲ့သူနှစ်ယောက်ပါတယ်အဖမ်းခံရသူတွေကအသက်အရွယ်30ကျော်ကနေအသက်အရွယ်40အထွန်းလို့သိရတယ်။နာမည်တွေကြီးရွာတွေတော့တိချာမသိရသေးဘူးဟုပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။အလားတူအော်တိုဘာလ16ရက်နေ့တွင်ဆက်လင်းမြို့နယ်ကြက်တကိုင်းရွာ တောင်ဘက်ချံအမိုက်ချင်းတွင်ပလုံကောက်နေသည့်တာဖသုံးကိုစစ်တပ်ကဖမ်းဆီးပြီးဖခင်ဖြစ်သူကိုခေါ်ဆောင်သွားကြောင်းအော်တိုဘာလ16ရက်နေ့တွင်ပင်စလင်းမြို့နယ်တနက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်လေးဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးမော်လမြိုင်တွင်လက်စားကျန်းသည့်ဂိုင်းစတားတင်ချိုဖီခိုင်ဖြိုးအမတ်လောင်ဖြစ်လာနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်လက်စားကျန်းတီဟုနာမည်ကြီးနေသောဂိုင်းစတားတင်ချိုကိုပြည်ခိုင်ပြိုးပါတီကအမှတ်လောင်းအဖြစ်ရွေးချယ်ထားကြောင်းသိရပါသည် လက်ရှိမော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီးမော်လမြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်သူတင့်ချိုကိုဝန်ပြည်နယ်လွှတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်1တွင်ပြည်ခိုင်ဖြိုးပါတီအမလောင်အဖြစ်ရွေးချယ်ထားကြောင်းတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ချက်အရသိရပါတယ်။တင့်ချိုဆိုတာမော်လမြိုင်မှာတကယ့်ကိုခိုင်းစတာပဲ။မော်လမြိုင်အုပ်ကြီးတွေကိုသူပဲရွေးတယ်။အုပ်ကြီးတွေကလှဆင်ပေးရတဲ့လိုင်းချီသူစီပဲသွားတာ။မော်လမြိုင်မြို့ပေါ်က KTV မှာဆက်လောင်ကစားမဟုတ်တာလောက်တာမှန်သမျှရေခေါင်းဟာဒီကောင်ပဲဟု မော်လမြိုင်မြို့ကန်လူမှုကွန်မြူနီတီမှတအူကသတင်းဌာနကိုပြောပါရယ်တင်ချိုသည်တရားမဝင်ဝင်ကြီးချုပ်အောင်ကြည်သိန်းဤလက်ရင်းတပည့်ဖြစ်ပြီးငွေအရှာကောင်းသဖြင့်အောင်ကြည်သိန်းအားကိုရသောတပည့်ဖြစ်ပါရယ်လက်စားတာချက်လို့အမတ်လောင်းအွေးခံရတာလို့မော်လမြိုင်မှာဟာတာပြောနေကြသေးတယ်တင်ချိုကအမတ်လောင်းတင်မကဘူးရွေးခောက်ပွဲပြီးရင်မွန်ပြည်နယ်အစိုးရအဖွဲ့မှကျင်းသေးပေါက်ဝင်ကြီးဖြစ်လာမယ်လို့ကျန်းဖို့အတိုင်းဝိုင်းကအရင်ကတည်းကပြောနေကြတယ်တင်ချိုနဲ့တူတူလှုပ်ရှားနေတဲ့လောင်းကစားတိုင်းချုပ်တွေငွေရစီဖြန့်တဲ့ကောင်တွေကတင်ချိုဝင်ကြီးဖြစ်အောင် ငွေလိုက်ကြမယ်လို့သိရတယ်ဟု၎င်းကဆက်လက်ပြောပါရယ်တင်ချိုသည်ရခင်ကမော်လမြိုင်မြို့တွင်စက်သမားတအုပ်အဖြစ်နာမည်ကြီးခဲ့သူဖြစ်ကြောင်းမော်လမြိုင်မြို့မူပုံရက်ွက်တွင် နေထိုင်သောပြည်ခိုင်ဖြိုးပါတီနှင့်ဤဆက်သူတအုပ်ကပြောပါရယ်အရင်ကတိုက်ကြက်လေကိုတိုင်မွေးတယ်ချက်လေတိုက်တယ်ရဲတရင်ပြေးလေလှုပ်ခဲ့တယ်ဟု၎င်းကပြောပါရယ်လက်ရှိမော်လမြိုင်မြို့နယ်အတွင်းရှိရက်ကြီးအုပ်ချုပ်ရေးမှူးများမှတင်ချိုစိတ်ကြိုက်ခံထားသည့်ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြပြီးရက်ွက်ကြီးအုပ်ချုပ်ရေးမှူးတို့၏တလတရားမဝင်ရသည့်ဝင်ဝင်မှာ ကျက်သိန်း100ခန့်ရှိကလာစင်တင်ချို့ထန်သူကျက်9သိန်းမှ10သိန်းအထိဆက်ကြီးပြရကြောင်းလူမှုကူညီရေးသမားများကဆိုပါတယ်။မော်လမြိုင်ရက်ွက်အုပ်ချုပ်ရေးမှုတို့မှစားတောက်ဆိုင် KTB ဆိုင်အနေခံပြည်ထစာခံချင်းမူရစီလောင်ကစားအိမ်ချမ်းကြီးအယောင်ဝင်နှင့်စစ်မှုတန်းကြီးတို့မှတရားမဝင်ဝင်ငွေရရှိနေကြပြီး2024ခုနှစ်ပွင့်လင်းရသည်မှစ၍မော်လမြိုင်မြို့ပေါ်ရက်ွက်များ၌ဇက်ပွဲတွင်ကလောင်ကစားဝိုင်းများခင်းခွင့်ရသဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုတို့ဝင်ငွေပိုကောင်းလာကြကြောင်းသိရပါသည် ဆက်လက်ပြီး KIO ထိန်ချုပ်နယ်မြေ17ခုကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာ3နေရာလောက်ရှိပါတယ်။ကျန်တဲ့နေရာတွေကတော့ကျွန်တော်တို့ရဲ့ခရီးရန်ဖျားကျောင်း၊ရှိုးကျောင်းတွေ၊ရွာတွေ၊ဖြူတူတူတွေနဲ့နေအိမ်တွေကိုပဲပြစ်မှတ်ထားပြီးဘုံကျဲတာကိုတွေ့ရပါတယ်ဟုဘုံမူကြီးတော်ကပြောပါတယ်။ ကချင်လူလက်ရေးအဖွဲ့ KIO KIA ထိန်းချုပ်နေပြီတဲ့ကနေရ17နေရကိုအာနာသိန်းစစ်ကောင်စီကအော်တိုဘာ22ရက်မှာလေးချောင်းကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူးကြီးနော်ဘူးကပြောပါတယ်။အော်တိုဘာ22ရက်ကဖာကန့်လန်ဆေဒေသကိုစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရမှာဘုံမူးကြီးနော်ဘူးကလေးချောင်းတိုက်ခိုက်ခံရမှုအခြေအနေကိုပြောပြတာပါ။မနီကမနက်၈နာရီလောက်မှာဖားကန့်ဒီတာ KI အမှတ်6တည်ရင်ဌာနချုပ်ပတ်ဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ရှိခဲ့တယ်လို့ပြောပါရတယ် ပုံကျဲတဲ့နေရာကတော့အဲ့ဒီတည်ရင်ဌာနပတ်ဝန်းကျင်ပေါ့အလုံးပေါင်း30ကျော်ကျဲချတဲ့ဖြစ်စဉ်ဖြစ်ပါတယ်လူနဲ့အိမ်တွေထိခိုက်မှုရှိမရှိကိုတော့မသိရပါဘူးသူတို့တရင်ပို့လာတာကတော့အိမ်နဲ့လူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်လို့ဗိုလ်မှူးကြီးညော်ဘူးကပြောပါတယ်မနေ့ကနေ့လယ်ပိုင်းမှာလဲစစ်ကောင်စီကပိုင်းမော်မြို့နယ်လမ်းမြန်ဒေသနဲ့ရွှေညောင်ပင်ဆော့လော်မြို့နယ်လန်ဆယ်ဒေသကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်လန်ဆယ်ဘက်မှာကတော့ပြည်သူလူထုရွာတွေဖြစ်နေတဲ့6ရွာ900လောက်မှာဘုံကျဲတာရှိပါတယ် နောက်ရွှေညောင်ဘင်းမှာလည်းဘုံကျဲတာရှိပါတယ်။ရွှေညောင်ဘင်းမှာပြည်သူလူထုထိခိုက်တာဈေးတန်းတွေပြက်စီးသွားတာမွေးထားတဲ့ဝက်တွေတောင်မှတော်တော်များများထိခိုက်တယ်ဆိုတဲ့သတင်းရပါတယ်။ခြုံပြီးမှပြောမယ်ဆိုရင်ဒီနေ့ကတော့ကျွန်တော်တို့ KIO ထိန်ချုပ်နေရမှာဘုံကျဲတဲ့နေရာအများဆုံးနေလို့ပဲလို့ပြောလို့ရပါတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။မနေ့ကတရက်တည်း KIO ထိန်ချုပ်နေမိက217နေရာကိုစစ်တပ်ကဘုံချေခဲ့တာလို့ဆိုပါတယ် တိုက်ပွဲဖြစ်တဲ့နေရာ၃နေရာလောက်ရှိပါတယ်။ကျန်တဲ့နေရာတွေကတော့ကျွန်တော်တို့ရဲ့ခရီးရန်ဖျားရှိခိုးကြောင်းတွေ၊ရွာတွေ၊ပြည်သူလူထုရဲ့နေအိမ်တွေကိုပဲပိတ်မှတ်ထားပြီးဘုံကျဲတာကိုတွေ့ရပါတယ်လို့ပုံမှုကြီးနော်ဘူးကပြောပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ဟောင်းဒီကနေ့အောက်တိုဘာ22ရက်မနက်မှလဲဝိုင်းမော်မြို့နယ်လက်မြန်ဒီအတကိုဝိုင်းတွဲလျင်နဲ့ဘုံကျဲတိုက်ခိုက်မှုစတင်ပြုလုပ်နေတယ်လို့ကချင်စစ်ရေးတရင်ကြီးမြစ်ကပြောပါတယ်။တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုဘုံကျဲတာဟာပြည်သူလူထုတွေအကြောက်တရားဖြစ်ပေါ်အောင်လှုပ်ဆောင်နေတာလို့သူကပြောပါတယ်။ လေရင်နဲ့အနိုင်ကျင့်တာလဲပါတာပေါ့လို့ကချင်စစ်ရေးသတင်းရေးမြစ်ကပြောပါရယ်စစ်ကောင်စီက KIO KIA နေမျိုးကိုလေချောင်းစစ်စစ်ရေးအရှိန်နှလုံးဆောင်နေလို့ပြည်သူတွေသတိပြုဖို့ပိုအရေးကြီးလာတယ်လို့လည်းသူကသတိပေးပါရယ်